အေးနေရောပဲညလက်ချိုးတာမဟုတ်ဘူးထမင်းလက်စုချက်စားတာဒီစရေးရိုးလေးငားနဲ့ချက်စားအရန်စားကောင်းတာပဲတည်လားဒါဖြစ်ကြုံအင်းအင်းကောက်ကောင်းဒီစင်းလေးတို့လားညှုပ်ထားတဲ့ညစ်ပေါ့နော် အားလုံးပဲမင်္ဂလာပါဖျော်ဖေ့ချ်ကနေပြန်လဲကြိုဆိုလိုက်ပါရဲဒီနေ့တော့ဖျော်တော်လေးကိုရောင်းနေတာမြစ်တေရှာတိုးစရာတွေတစ်ခုမှမဟုတ်ဘောနော်ဖျော်ဘိုက်စာလို့ရှိရင်လေအများတန်းဝင်စားနေကြတဲအူးနဲ့အန်တီကိုလက်ဆောင်လက်ပေးတာဗောနော်ကိုကတခါလက်ဆောင်မပေးဖြစ်ဆိုတော့ဒီတခါလက်ဆောင်လေးလည်းပေးရင်းနဲ့သူတို့နဲ့အတူတူထမင်းမိတ်စားလက်ဆုချက်စားတာဗောနော်ကဲဖျော်ဘာလေးချက်မလဲဆိုတော့ live ပဲကြည့်ပေးကြပါအောင်နော်တော့ကြမယ်အေးနေရောပဲရှေ့မှာတဲလေးတော့ရောက်ပါပြီ ဘမမရေလလဲတယ်အင်ရှင်နေမရှိကြဘူးလားမသိအင်ရှင်နေရှိကြတယ်နှုတ်ပါတော့ကြတော့တယ်ဟိုမျက်လက်ချိုးတာမျက်လက်ချိုးတာမဟုတ်ဘူးထမင်းလက်စုချက်စားတာလက်ဆောင်လေးလည်းပေးရင်းနဲ့လေငါနဲ့စရည်ယုံနဲ့လေသမီးဝေခဲ့တယ်အဲ့ဒါလက်ချက်စားတာပြီးရင်မစရည်ယုံလေးကောင်းနေရောပြီးရင်လက်ဆောင်ပေးဖို့ကဒီမှာအားစေအားစေ ICBNC အားစေလေဘမမတို့ကတော်ထဲမှာနေတယ်ဆိုတော့အဲ့ဒါအားကောင်းအောင်လို့လက်ဆောင်လည်းပေးရတခါတယ်အေးဒီဆေးရောက်ပါကောင်းတယ်ကွာ သူကကြတော့လေဒါခန္ဓာကိုယ်အတွက်အကျိုးပြုစေတဲ့ဗီတာမင် B complex နဲ့ဗီတာမင်စင်900မီလီဂရမ်ပါဝင်တဲ့အတွက်ကြောင့်မလို့လေဒါခွန်အားပြည့်တာပေါ့နော်အခုတော်မီရိုးဆိုလို့ရှင်ဒါအန်ဒီရိုးဆိုတာမော်တွေတိုက်ပြီးတော့နေတာလုံးလုံးနေရတဲ့လူတွေကတစ်နေ့တစ်လုံးပုံမှန်တောက်မယ်ဆိုလို့ရှင်ဒါစိတ်ပိစီမှုလည်းကင်းဝေးတယ်လို့ရှင်ခန္ဓာကိုယ်အတွက်ကောင်းပြီးတော့စိတ်လန်းဆန်းတက်ကြွတာပေါ့နော်ပုံမှန်နေတာတစ်နေ့တစ်လုံးတောက်မယ်ဆိုလို့ရှင်သူကဒါလူကြီးတွေမှာဖြစ်တတ်တဲ့ခြေလက်ထုံကျင်ကြိုက်ခဲတာလေအအောင်ကျော်အားနေတာတွေအတွက်လည်းကောင်းတယ်။အော်နောက်တစ်ခုကကြတော့သူကဆယ်ကျော်တက်ရွယ်ရဆပြီးတော့ဒါကြာမမီရွေးတောက်တဲ့အတွက်ဒေါ်မမအချစ်ချစ်တာမော်သွားလို့ရှိရင်နေ့တိုင်းတိုက်လို့ရတယ်နော်။ဒါလက်ဆောင်ပေးခဲ့မယ်တမီး။ ဒေါမီကလည်းတော့နေ့တိုင်းလုံးလုံးနေရတဲ့အတွက်ကြောင့်မလို့စိတ်တွေဖလန်းဖလန်းဖြစ်အောင်လို့နော်ကဲကူဖြိုးကတော့ချက်ဖို့ပြုတ်ဖို့အတွက်ပြင်ဆင်လိုက်ပါဦးမယ်ဒါကတော့ဖြိုးဈေးတွေကနေငချင်းတွေဝယ်ခဲ့တာပေါ့နော်ငချင်းနဲ့ငါကောင်းမလိုက်ဒါစရည်ယူဒီစရည်ယူလေးငါးနဲ့ချက်စာအရန်စားကောင်းတာပဲတည်လားစားကြလို့လား ငါ့ကိုရာသနေဖို့အတွက်စားထည့်မယ်။အချုံမုတ်လေးနဲ့နဲ့ထည့်မယ်။ပြီးရင်တော့စနွဲမုတ်လေးပေါ့နော်။ညစာကြီးနေလို့လား။ကဲရာသနှက်ထားလိုက်ပါဦးမယ်။ဒါကတော့ဇရစ်ယူပေါ့နော်။ပြီးရင်ဒီမှာကစုံရွက်ရယ်။အော်ဒီအောက်မှာချင်မောင်ရွက်။ချင်မောင်ရွက်လည်းပါ။ ကယ်ဇရင်နဲ့ငားလေးချက်ပါမယ်။ဇရင်ဆုံးစီလေးထည့်ပါမယ်။ကဲစီပူလာပြီဆိုရင်တော့ထောင်းနာလာလေးထည့်လိုက်ပါမယ်။ကဲပြီးတော့အရသာနယ်ထားတဲ့ငားလေးတွေထည့်လိုက်ပါမယ်။ငားလေးတွေကိုအရသာနှံ့မအောင်လို့ထပ်ပြီးတော့မှွေလိုက်အောင်ပါပေါ့နော်။ ကဲပြီးရင်တော့စုံစေးရည်လေးထည့်လိုက်ပါမယ်ကဲဆူလာပြီဆိုလို့ရှိရင်တော့ဇရည်ရိုးရဲ့ချင်မောင်ရွက်ရဲ့ကစုံရွက်ရဲ့ထည့်လိုက်ပါမယ်ကဲပြီးရင်တော့ရေလေးထည့်လိုက်ပါဦးမယ်။ကဲပြီးရင်တော့အတိရွက်လေးနူးသွားအောင်လို့အဖုံးဖုံးထားပြလိုက်ပါမယ်။ ကယ်ခုဆိုလို့ရှင်တော့ဖြိုးရဲ့ငါးဈေးချင်းမောင်ခင်လေးရပြီဆိုတော့ခမင်းစားပါတော့မယ်ရှယ်ပဲเนาะကယ်ခုတော့ဖြိုးတို့ချက်တာတွေလည်းပြီးပြီဆိုတော့စစားပါတော့မယ်မမီရောအမထက်ငါအကြက်ဟေးနေနေလေးရောအမီရငပီးငါငပီးရနဲ့တိုးစရာအဆုံးလဲငပီးပြည့်နေရောင်းစားကြပါဦးရှင်ရှယ်ပဲဖြိုးတော့စားပါတော့မယ် うん。もえな。うん。うん。さあ、聞いてよ。ăn nuôi được hè ừ ừ sao còn thu xin đi tôi lại thấy nào phần nào con

ဟောမယ်ဗျာမင်းလည်းထဲမင်းမထဲမင်းဆိုင်ယူနေတာအဆိုင်ယူတော်တယ်လာလို့ရှင်လေမင်းစားမိန်မမိန်မယ်နော်ငကနေလို့ငမေဦးမကွယ်ဒီဆေးကောင်းပါစေငါဖက်မစားဝယ်ရမှာဟမ် DYC BNC ဆေးဟုတ်လားตัวจ้าတော့ဈေးလဲချို့တယ်အမျိုးမျိုးစေးဆိုင်နေမှာလည်းရှိရယ်ပြောရှင်စူပါမားကတ်တွေမှာကြိုက်တဲ့နေရာဝယ်ဝယ်လို့ရတယ်ဒါခွန်အားပြည့်ဖို့အတွက်အမြဲတမ်းတောက်လို့ရတယ်နေ့တိုင်းတောက် ဒီ YCBNC အားကြီးရလေစောင်ဘုတ်တော်ရှိတယ်တိတာဟုတ်လားသူကကြတော့ဘယ်လိုလဲဆိုတော့ခွန်အားပြေဝကျမ်းမာဖို့ YCBNC အားကြီးကိုတောက်ကြစို့အားကြောင့်မို့တော်မီတို့လိုအသက်ကြီးရလူပဲဖြစ်ဖြစ်လူငယ်ပဲဖြစ်ဖြစ်ခွန်အားပြေဝဖို့ဆိုရှင်ဒီလိုမျိုးအားစေးလို့အမြဲတစ်နေ့တစ်လုံးပုံမှန်တောက်တင်တာပေါ့နော်အေးဟုတ်လားအခုကတော့လက်ဆောင်ပေးပါကောင်းပါလို့ရှင်တော့ဆိုင်နေမှာတော့ဝက်တာလက်ဆောင်ဝက်မှာလက်ဆောင်ဝက်ဟင်းတော်မီထည့်အောင်ပါမထည့်တော့ထည့်အောင်အဲ့ဒါဒီမှာပဲရလိုက်တော့မနော် ကဲဖြိုးရဲဘလော့တော့ဒီမှာပဲရက်လိုက်ပါတော့မယ်ဆက်ကြသက်ရွယ်ပဲဖြစ်ဖြစ်အသက်ကြီးတဲ့လူကြီးတွေတွေ့ပဲဖြစ်ဖြစ်ဒီအားစေးလေးကိုတောက်ဖို့တော့မမေ့ကြနဲ့အောင်နော်ကဲနောက်ဘလော့ကြရလို့ရှိရင်လည်းဖြိုးဘာတွေချက်ပြပြီးဘာတွေစားပြအောင်မလဲဆိုတော့စောင့်မျှော်ကြည့်ရှုပေးကြပါအောင်ရှင်တက်တာ